မင်္ဂလာပါဒီနေ့ကျွန်တော်တို့အားလုံးအတွက်တကယ်ကို အကျိုးရှိစေမယ်မြန်မာနိုင်ငံရဲ့ဘယ်ဒီတမှမဆိုပေါ့ရပေါ့တဲ့တဘာဝလက်ဆောင်ပင်လည်းဖြစ်တယ်စိတ်ဖက်လည်းဝင်တယ်ထမင်းမိန်စေမဲ့ဟင်းတစ်ခွက်အဖြစ်နဲ့ရောအသုံးဝင်တဲ့အပင်တစ်ပင်အကြောင်းကိုပြောပြသွားမှာပါဒီအပင်လေးကတော့မြန်မာပြည်ကလူတိုင်းစားဖို့တဲ့ဟင်းတစ်ခွက်မြန်ပြည်မှာအောင်အတိတ်အောင်နမိတ်အတွက်ခေါင်းစင်းမင်္ဂလာပြုလုပ်တဲ့နေရာမှာမပါဖြစ် ခုခေတ်မှာတော့ကိုယ့်ရဲ့ဝမ်းတွင်းတွေကိုဆေးကျွတ်တဲ့နေရာမှာလည်းအသုံးပြုလာတဲ့ပင်ပဲဖြစ်ပါတယ်။စလိုက်ကြရအောင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ဘွန်ဆိုင်ဖတ်တီချင်းနီးပညာနဲ့အိမ်တွင်းအလှဆင် အပင်နဲ့အပင်တွေရဲ့အသုံးဝင်ပုံကိုတွေကိုဝေမျှနေတဲ့ Leo Bonsai Energy Channel ရဲ့အဒီပါ။ကျွန်တော် channel လေးကို like and subscribe လုပ်ပေးစေချင်ပါတယ်။ဆေးဖက်လဲဝင်ထမင်းမြိန်စေကောင်းကျိုးထွထွနဲ့ကင်မွန့်ချင်ပဲဟာ မြမယူရာစေပညာမှာဇမင်ထိမ့်သိမ့်ခြင်းဦးလန်းကြောင်းတန့်စင်စေခြင်းအေးပြားရာရန်ခြင်းတွေမှာတန့်စင်တဲ့ဆေးအနေနဲ့အသုံးများပြီးတော့တိတ်ပံပညာရဲ့အလိုက်လဲ Symphonics Flavor Noise Tennis စသည်တို့ပါဝင်တဲ့အတွက်ကြောင့်ဇပင်အတွက်အကျိုးသက်ရောက်မှုကောင်းစေတာယောဂပိုးတည်စေနိုင်တာအညစ်အကြေးတွေကိုတန့်စင်စေပြီးတော့ရာနာတွေကိုတက်တာစေတယ်လို့အတည်ပြုထားပါတယ် ဒါကတော့ကင်မွန်းချင်ပင်လို့ခေါ်တဲ့အကာစီယာကွန်ဆန်နာပဲဖြစ်ပါတယ်ကင်မွန်းချင်ပင်ရဲ့ဆစ်ဖက်ဝင်ပုံအထူးသဖြင့်ဇပင်နဲ့ပတ်သက်ပြီးတော့ပြဿနာရှိတဲ့သူတွေအတွက်အလွန်အသုံးဝင်ပုံကိုဝေမျှချင်ပါတယ်ကင်မွန်းချင်ပင်ဟာမြန်မာအပါအဝင် အာရှတိုက်အထူးသဖြင့်အိန္ဒိယနိုင်ငံကနေမူလပေါက်ရောက်ခဲ့တာပါ ရာသီဥတုပူနွေးတဲ့ဒေသတွေမှာအလွယ်တကူပေါက်ရနိုင်ပါတယ်ကင်မွန်းချင်ပင်ဟာအခြားပင်တွေလိုပဲကင်မွန်းချင်ပင်ရဲ့အစိပ်ပိုင်းအားလုံးကဆေးဖက်ဝင်ပါတယ်အဓိကအသုံးဝင်တဲ့အပိုင်းကတော့သူ့ရဲ့အသီးပါဒီအသီးထဲမှာတဘာဝဆက်ဖိုနစ်ဆိုရက်ဆက်ပြတ်ဓာတ်ပါဝင်နေတာကြောင့်ဒီဓာတ်ကစပင်ကိုတန့်စင်ပြီးတော့ဦးကောင်းရဲ့အရေးပြားကိုလည်းတန့်စင်ပေးပါတယ်နောက်ပြီးတော့စပင်ကိုလည်းတဘာဝအတိုင်းတောက်ပြောင်စေပါတယ် ီမွန်ချင်ဟာစပင်အမြစ်ကိုတန်ဆွမ်းဆွေပြီးတော့စပင်ကျွတ်ချင်းကိုတိတတာရှော့နေစေပါတယ်။နေ့တိုင်းခေါင်းပြလိုက်ရင်စပင်တွေအစုပြုံလိုက်ကျနေတဲ့သူတွေအတွက်အကဲကိုထောက်ကူပြုစေပဲ။အဲစေးစည်းကောင်းတစ်ခုပါပဲ။ဦးကောင်းမှာ ပေါက်ထနေသူများအတွက်ကတော့လေပေါက်ကဦးရည်ပြားမှာရှိတဲ့မိုးကြောင့်ဖြစ်ဖြစ်တာများပါတယ်။ကီမွန်ချင်ဟာဒီမိုးတွေကိုတိုက်ဖြတ်ပေးနိုင်ပြီးတော့ဦးရည်ပြားကိုလည်းတန့်ရှင်းလန်းဆန်းစေပါတယ်။နောက်ပြီးတော့ ကင်မွတ်ချစ်မှာဓာတုပစ္စည်းပါတဲ့ခေါင်းလျှော်ရည်တွေလိုစပင်ကို6တွေ့သွားစေတာ6တွေ့စေတာမျိုးမဟုတ်ပဲတဘာဝအတိုင်းပျော့ပြောင်းနှက်မောင်းတောက်ပြောင်းစေပါတယ်ကင်မွတ်ချစ်မြာစပင်အတွက်တာမကအရေးပြားအတွက်လည်းအသုံးဝင်ပါတယ်ကင်မွတ်ချစ်ဟာအရေးပြားကိုတန့်စင်စေတဲ့အတွက်ရေချိုးဆက်ပြားဖြစ်လဲအသုံးပြုလို့ရပါတယ်ရရတဲ့နေရာတွေအနာသေးလေးတွေမှာ အရွက်ကိုကြိတ်ပြီးတော့အနစ်လုတ်ပြီးလိမ့်ပင်းရဲ့အနာကျက်နှုံးကိုမြန်စေပါတယ်အိန္ဒိယတိုင်းဆင်းမှာတော့အစာအိမ်နာချင်းအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေအတွက်လဲဆေးဖက်ဝင်တယ်လို့မှတ်တမ်းတွေတွေ့ရှိရပါတယ်ဒီအပင်ကတော့တဘာဝဆေးဖက်ဝင်ပေမဲ့တတိထားဖို့လဲလိုပါတယ်အထူးသဖြင့်ကိုယ်ဆောင်မိခင်တွေနှုတ်တိုက်မိခင်များနဲ့ယောဂအခန်းရှိသူတွေဟာအသုံးပြုမယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်တက်ပါတယ်။ဒါပြင်အပြင်ပိုင်းအသုံးပြုတာကဘေးကင်းပေမဲ့ဗဇက်ကနေတောက်တုံးမယ်ဆိုရင်ဆေးပညာရှင်ရဲ့ညွှန်ကြားချက်တိုင်းပဲတောက်တုံးတက်ပါတယ်။ဒါတော့ကင်မွန်းချင်ရဲ့အံ့ဩပွဲကောင်းတဲ့အချိုးကျေးဇူးကိုမျှဝေပေးခဲ့တာပါ။တဘာဝကပေးတဲ့လက်ဆောင်တွေကိုအကျိုးရှိရှိအသုံးချပြီးစမ်းမပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ရမယ်လို့ညွှန်လင့်ပါတယ် မြန်မာတို့ရိုးရာမှာတယောကမွန်ဆိုပြီးတော့ကျွန်တော်တို့ခေါင်းဆင်းမင်္ဂလာပြုလုပ်တဲ့အချိန်တွေလည်းရှိပါတယ်တယောကမွန်ဆိုတဲ့နေရာမှာတော့တယောခောက်ပေါ့เนาะအပင်တယောပင်ရဲ့အခောက်ကိုရေစိမ်လိုက်တဲ့အခါမှာ ဆေးပြစ်တဲ့အရေးဖြစ်လာပြီးတော့စပင်ကိုအေးမြပြီးနွံ့နေပြီးတော့ပျော့ပြောင်းစေတဲ့တဘာဝစပင်ပျော့စေ hair condition နဲ့ဖြစ်အသုံးပြုတာပါနောက်ပြီးတော့ကင်မွန်သီးပေါ့နော်ကျွန်တော်တို့ကင်မွန်သီးဆက်ပြလို့ပဲအမြုပ်ထွက်တတ်တဲ့တဘာဝအသီးပါအဲ့ဒါအဲ့ဒီကင်မွန်သီးကတော့စပင်နဲ့အရေးပြားကိုတန့်စင်စေတဲ့အနိသင့်ရှိပါတယ်နောက်တစ်ခုကတော့တံပြာသီးပါအာဒီတရော်ကင်မွန်ထက်မှတံပြာသီးမှတံပြာသီးကိုထပ် ပြီးပေါင်းထည့်လေးရှိပါတယ်။ပေါက်ကိုကာကွယ်ပေးတာဒါမှမဟုတ်ရင်ပျောက်ကင်းစေတာဆန်သားကိုတောက်ပြောင်စေတာဆိုတဲ့အကျိုးကျေးဇူးတွေကိုရပါတယ်။ဒီခုနောက်ဆုံးမှာဒီဘက်ခင်မှာကြတော့အဲဒီတယောကင်မွန်းထဲမှာ ਉਹ ပဲဘောနော်ရှားဆောင်လက်ပတ်ကိုဟိုထဲ့သွင်းလာတာကိုလည်းတွေ့ရပါတယ်။ဘယ်ချိန်တွေမှာအတုံးပြုတ်လဲဆိုရင်တော့ရေပွားအဖြစ်မြန်မာအမျိုးသမီးတွေဟာသပင်တန့်ရှင်းစေဖို့အတွက်ပုံမှန်ရှော်လေးရှိပါတယ်။ အထူးသဖြင့်ကတော့ရိုးရဒလီအရာတော့မြန်မာ23ရက်နေ့ပေါ့နော်ဒီချမ်ပီနဲ့နောက်တရက်နေ့မှာအတိတ်ကအညစ်အကြေးတွေမကောင်းတဲ့အဆောင်ရောင်တွေနဲ့ကန်ဆိုးမှုတွေကိုခြံထားခဲ့ပြီးတော့ကောင်းချင်းမင်္ဂလာတွေရောက်ရှိစေဖို့ရည်ရွယ်ချက်တဲ့အနေနဲ့ကောင်းချင်းမင်္ဂလာအဖြစ်နဲ့တရော်ကင်မုန်းကိုလျှော်လေးရှိပါတယ်ကျေမြန်မာပြည်တွေလက်ထက်ကလေးကခေါင်းစိမင်္ဂလာပွဲခန်းသားတွေတရော်ကင်မွန်းနဲ့ရှော့ချင်းဟာမကောင်းတဲ့အဆောင်ရောင်မကောင်းတဲ့ကံတွေဖယ်ရှားပြီးတော့ကောင်းတဲ့ကံတွေယူဆောင်လာဖို့ယုံကြည်ချက်နဲ့အသုံးပြုခဲ့ကြပါတယ် ခုကျွန်တော်တို့ငငယ်တော့ကတော့ဒီဒီမြို့ပြကိုကြည်လက်တင်မှာအမျိုးသမီးအများစုကတပတ်ကိုအနည်းဆုံးတစ်ချိန်ဒါမှမဟုတ်နေရာဒီမှာနှစ်ချိန်စပင်တန့်ရှင်ရဲ့အတွက်ကိုယ်တိုင်အိမ်မှာဒီတရော်ထုတ်တွေနဲ့နော်တရော်ကမွန်းရေကိုတဘာဝအာအရင်နဲ့တဘာဝကောင်းလျှော်ရေဖြစ်အသုံးပြုခဲ့ကြပါတယ်ကောင်းကျိုးတွေကတော့ဘာတွေဖြစ်မလဲဆိုတော့စပင်ဆန်သားကိုပေါ့နော်တန့်စင်စေတာပေါ့နော်ကင်မွန်ဒီကင်မွန်ဒီရဲ့တဘာဝဆက်ပြတ်တက်ကစပင်နဲ့ဥယျာဉ်ကိုကောင်းမွန်စွာထိရောက်စွာ တန့်ရှင်းစေပါတယ်နောက်ပြီးတော့စံသားပြော့ပြောင်းစေခြင်းပေါ့နော်တယောကထွက်လာတဲ့ဆေးပစ်တဲ့အဲဒီပစ်ချွတ်ချွဲအယူတွေကစပင်ကိုနုညံ့စေပြီးတော့ဖိရလွယ်လွယ်ကူစေတဲ့တဘာဝစပင်ပျော့စေအဖြစ်လှုပ်ဆောင်စေပါတယ်နောက်တစ်ခုကတော့ပေါက်တွေကိုပျောက်ကင်းစေပါတယ်။တံမြတီးရဲ့ပါဝင်မှုတွေပေါက်တွေကိုကုသပေးတယ်။နောက်ပြီးတော့ပေါက်တွေဖြစ်ပေါ်စေချင်တယ်လေ။ကာကွယ်ပေးပါတယ်။နောက်ဆုံးအနေနဲ့ကတော့ ဒီတယောကင်မွန်ကောင်းရှော်ကြီးကတော့တဘာဝထုတ်ကုန်ဖြစ်တာကြောင့်ဓာတုပိဒါပစ္စည်းတွေမပါဝင်ဘဲနဲ့တဘာဝအစ်ပင်တွေကလည်းရတဲ့ပစ္စည်းတွေနဲ့ပြုတ်လုထားတာကြောင့်ဥယင်နဲ့ဆန်သားနဲ့လူတွေရဲ့အကျမရေတွေကိုအလွန်ကိုကောင်းပါတယ်။ကဲဒီနေ့တော့ကင်မွန်ချင်ပင်ရဲ့အန်အောဖွဲ့ကောင်းတဲ့အကျိုးကျေးဇူးတွေကိုဝေမျှပေးခဲ့ပါတယ်။တဘာဝတရားကပေးတဲ့လက်ဆောင်တွေကိုအကျိုးရှိရှိအသုံးချပြီးတော့အကျမပျော်ရှင်တဲ့ဘဝကိုပန်းဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့။ အားလုံးပဲကျမချမ်းသာစေကြပါစေဗျာကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတက်တယ်ဆိုလို့ရှင်တခြားသူတွေအတွက်လည်းကြည့်ရအောင် share ပေးဖို့ကျွန်တော်အနုညွတ်တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်